နောက်တစ်ခုပြောမယ်နော်လို့တမီးထင်တယ်လို့မိဘနှစ်ပါးကတကယ်ကိုတမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တောင်မှမိဘအပြစ်မဟုတ်တမီးကံလို့မလိုချင်လို့ပေးလိုက်ရင်တောင်မိဘအပြစ်လားတာတမီးကံလားတာတမီးကံနော်မျက်လုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတစ်လုံးကလောကရှုထောင့်ကကြည့်ဖို့တစ်လုံးကဓမ္မရှုထောင့်ကကြည့်ဖို့နော် အရာတိုင်းကိုရှုထောင့်နှမျိုးကြည့်မှအမှန်မြင်တာတဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်ကခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးတော့ပြစ်ထားတယ်ဟာဒီမိမမိခင်စိတ်မပီတာဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်အောင်မှာပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်အောင်ပြောတာတရားတစ်ခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတစ်ခုပြောပြမြတ်စွာဘုရားရှင်လက်ထက်တုန်းက ဇောတိကဇတိလကာကွဏမင်တကတထေကြီး၄ဦးရှိဇတိလတထေအဲ့နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေပေါ့သူ့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တော့တော့အချိတ်တဆဲဆိုအချိတ်တဆဲတုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ချွေတုံးကြီးဖွဲလိုက်တဲ့နဲ့ဟိုမှာပြန်ပြည့်သွားတယ်ဘယ်လုံးမှတော့မကုန်တာပြီးရောဒီတထောင်နဲ့နဲ့တောင်မှစိတ်ကြိုက်ပဲသူ့ငယ်ငယ်တုန်းကသူ့အမွေးတော့လေ မမွေးခင်တည်းကအမေကတစ်တံတစ်လုံးရိုက်ထားတာဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသားတစ်တံကိုပုံညက်တည်းနဲ့ရေထဲမျောမှဆိုရေမစင့်အောင်တခါတည်းလုပ်ပြီးသားသူ့လည်းမွေးပြီးရောမိခင်ဝမ်းကကြွက်ခါစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမစေးဘဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်မြေချောင်းအတိုင်းမျောသွားတော့ဟိုမှာရေချိုးစိတ်မှလည်းရေချိုးနေတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ် အလန့်မြင်တော့တယောက်ကလေလူလူလောပါလေကြောက်ရှာကောင်းတယ်လားလမ်းမြင်တဲ့ပထမအမျိုးသမီးကဟိုမှာဟိုမှာတက်တက်တုံးပြောလာတယ်အဲ့ဒါငါဟာတဲ့ဘာမှမသိညာမှမသိရင်တော့နောက်တယောက်ကလည်းအေးအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်ရတဲ့အထက်ကဟာငါဟာတဲ့ဟောတော့ပြအောင်အထက်မှာမပွေးတာအခွေလိုက်ပါလာဒုက္ခရောက်မယ်နော်အဲ့ဒါဟိုရောက်တော့ကလေးလေးဖြစ်နေရောအရှင်နုရုဒ္ဓါသွားလှူတယ်အရှင်နုရုဒ္ဓါဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့ လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတကတထေပေးလိုက်အောင်တကတထေကလည်းအရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအာယံနဲ့ခေါ်တော့အဲ့ကလေးလည်းအိမ်ရောက်တော့တရက်ထဲနဲ့လေ7နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကောင်းဟာဒီကလေးလက်ကောင်ဟဆိုပြီးတော့အွေရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားနဲ့တော့မကုံချုံမကုံရဘူး ကဲအဲ့ခလေးမွေးပြီးတာနဲ့အမေကတခါတည်းပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်ဘာကြောင့်လဲဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိင္ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တတ်တော်ရှိဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဓာတ်တော်မပြုတ်ကွင်းဘာဖြစ်လို့လဲဖူးမြော့သူစုံတော့ ဘုန်းကြီးတို့မြတ်စွာဘုရားကဖျားဖြစ်နေ45နှစ်ပဲတရင်တော့ဘုမြတ်သူမစုံတော့အဋ္ဌိဌံလိုက်တဲ့ပေဇောတက်လောင်စေတ္တိဘယ်သူမှမီးသွားတွေ့ရတာမဟုတ်သွတ်သူထလောင်တာဓာတ်တော်တွေပြုတ်ခွဲစေတ္တိဓာတ်တော်နှစ်တင်းသားရတယ်မြန်မာပြည်မှာတော့ဘုရားဓာတ်တော်စီတီတွေရှိတာပဲတိရိတ္တမတော်ကမင်းကိုရန်ကိုဌာနတဏ္ဍာပြုလွှတ်လိုက်တော့ဓာတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတွေကဘုရားဓာတ်တော်ဆိုပြီးတော့ကျဉ်ညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကိုယ်တော်တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်တက်အဋ္ဌိဌံလိုက် ကတ္တပဘုရားကြတော့2000တန်းမှာပွင့်တယ်တက်တော်1600တိနေသွားတာဆိုတော့ဖူးမြော်သူစုံတော့သူဓာတ်တော်မပြိုကွဲဘူးဒါဆိုရင်ဇေဒီတန်းပဲဆိုတဆူတည်းပဲတယ်မှာဟိုချီမာလေးခုတ်ပြလိုက်အဲ့ဒါဇေဒီတဆူချီညိုလေးခုတ်ပြလိုက်ဇေဒီတဆူအဲ့လိုလေလှုပ်လို့မဖြစ်ဘူးလေဒါတဆူတည်းပေါင်းတယ်မှာဒါဆိုတော့တို့ရွှေဇေဒီတန်းပဲဆိုတဲတာအေးတိတိခွဲလိုက်တာထပ်ပနာသွင်းကန်ဒီမှာယဟန္တာတပါးကဒီဇေဒီဖူးဖို့ကြွလာလက်ပတ်ကြည့်လိုက်တော့ မအူးတစ်ဖက်ကမပြီးသေးဘူးမင်းနဲ့တကကြီးတို့ဒီမအူးကမပြီးသေးဘူးလားထပ်ပနာသွင်းတော့မယ်လေအရှင်ဘုရားကဒါတိုင်းသူပြည်သားလူများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာဟာအဲ့ဒါဆိုရင်ငါတကကတော့ပြောမယ်ထပ်ပနာသွင်းမယ်ရကကတ်နေပြီအဲ့တကကိုတော့ပြောတယ်အဲ့ဖုန်းကြီးတွေလည်းတကတွေကိုပြောလို့ရှိရင်ယာတိဥဒ္ဓုကိုတော့ကြည်တင်တယ်ထင်တယ်နော်ယာတိဥဒ္ဓုဆိုသိလားမျက်နာအကဲခန့်လို့ပြော နော်ယာတိဝုဒုကြည်တင်တယ်အခုယဟန္တာရှင်မြတ်ကယာတိဝုဒုမကြည်ဘူးအိမ်ရောက်တာနဲ့တန်းပြောတာဒဂါကြီးဒဂါကြီးတို့ဘက်ကရွှေမလောက်လို့ဟိုမှာဘောဥတစ်ဖက်မပြီးဘူးဖခင်ထပနာသွင်းဖို့ရက်ကကတ်နေပြီဒဂါကြီးတို့ကြည်လုံးတင်တယ်မို့လားသူပြောတာတော့အမှန်ပဲလေဒါမှလည်းဒဂါအဲ့ချိန်ဘာဖြစ်နေလဲဆိုနေမြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်တော့ပြောလိုက်တော့ဒီမှာဘာဖြစ်မှန်းမသိကိုတော်ကလည်းအရေးတဲ့တမောင့်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှိလို့ပြောလိုက်တာကိုတော့ဖခင်ရေတဲ့မျောလိုက်တဲ့ တခွန်းနဲ့ဟာတဲ့ကိုရော့ဖုရားရေးတဲ့မျောလိုက်ဝစီဘေဒာအဲ့တခွန်းကြောင့်ဘဝတရားတည်တည်အမျောခံရတယ်အခုဒါနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့ကိုမွေးခဲ့တဲ့အမေ69ယောက်69ယောက်လုံးမျောတာကဲဒါဆိုမအေးရင်အပြစ်လားခလေးအကံလားဓမ္မမြင်လုံးနဲ့အဲ့လိုကြည့်ရင် လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးနော်ဘယ်သူမှအပြစ်တင်စရာမရှိဘူး ယာတိတံဝပတိဘီဇံတာတိတံဟရတိပလံကိုစိုက်တဲ့မျိုးစိနဲ့တူတဲ့ဒီကိုကိုပြန်စား